Hello hello ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒါကျွန်တော်ပုံမှန်စနေတင်းငွေနေပတ်လေးရောက်ရှိလာပါပြီဆိုတော့ရာသီကုန်မှုလဲဒါ6ပွဲ9ပွဲလောက်သာကြံတော့တဲ့အနေထားပေါ့လीနော်ဒါနောက်လနောက်လကုန်ဆိုရင်တော့ဒါဒီရာသီရဲ့ဒါ တရားဒီလုံးပြီးပြီပေါ့လေနော်ပွဲကျိုး30ချက်တွေကတော့ဒါပြီးရင်တော့ဒါ transfer news တွေဒါအပြောင်းအရွှေ့သတင်းတွေနော် breaking news လေးတွေနဲ့ကျွန်တော်တို့ဒါဒါ video လေးနဲ့ဆက်ပြီးတွေ့ပါမှာเนาะအဲ့တော့မင်္ဂလာပါဗျာအဲ့တော့ဒီ video ကတော့ကျွန်တော်ဒါ19ရက်4လ2025ရက်ဒီနေ့ရက်စနေနေ့ရက်ဒါ Bundesliga ပွဲကျိုး30ချက်တည်တံ့ဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော် La Liga နဲ့ series တပုတ်လွှင့်မယ်ပြီးရင်ကျွန်တော်တို့နောက်ဆုံးပုတ်ကတော့ Premier League ပွဲကျိုး30ချက်အားလုံးနဲ့ဒါရွေးချယ်မှုလေးတွေဒါပြောပြမှာဖြစ်ပါတယ်အဲ့တော့ Bundesliga မှာဒီနေ့ကပွဲကတော့တော်တော်လေးများတယ်ဗောနော်3 6 ဒီနေ့အားလုံးပေါင်း6ပွဲဒါဒီ6ပွဲလုံးကျွန်တော်ဒါအသုံးသချက်အနေနဲ့ဒီနေ့ဒီဒီ live မှာဒီအပုတ်မှာတော့ဒါအသုံးသချက်6ပုတ်လုံးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်เนาะโอเคပါဗျအဲ့တော့ဒီနေ့ကတော့ဒါ live 3ခုရှိမှာပေါ့လေเนาะမင်္ဂလာပါညီကိုရိုးကြီးเนาะအသေးလေးလက်မလေးနဲ့တရားတစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါမှာ brother တို့ကျေးဇူးများကြီးတင်ပါတယ်ဗျ brother တက်ဦးမင်္ဂလာပါကြော်ကြီး AC မင်္ဂလာပါဇော်ထက်အောင်မင်္ဂလာပါဗျမြင့်ဆွေမင်္ဂလာပါမောင်စိတ်မင်္ဂလာပါတက်ဦးမင်္ဂလာပါဖုံးတော်ခန့်မင်္ဂလာပါအောင်လှမင်္ဂလာပါဗျဇော်ထက်ဇော်ထက်အောင်မင်္ဂလာပါဝင်းကြိုင်မင်္ဂလာပါကြော်ကြီး AC မင်္ဂလာပါကိုသူရမင်္ဂလာပါ ဦးအကာဟေးမင်္ဂလာပါဗျမင်္ဂလာပါကိုမန်ယူဖလားရသွားနိုင်လားမန်ယူကဘီဘီဘာကိုကြော်သွားရင်တော့ရလောက်မဲ့အနေထားတော့ရှိမယ်ပေါ့လीเนาะဒါပေမဲ့တစ်ဖက်ဟိုတစ်ဖက်ကအဲလက်ရှိအနေထားအရတော်တော်ဟိုဘက်ကတော်တော်ဟော့စပါထင်တယ်เนาะအဲဟုတ်တယ်เนาะဖရန့်ဖတ်ကိုတော်တော်ဟော့စပါနိုင်သွားတာပြီးရင်ဒါဘိုရိုကလင်းနဲ့ တွေ့ရမယ့်အနေအထားဆိုတော့စပါးကလည်းဒါဖလားမရတဲ့အနေအထားဆိုတော့လက်ရှိအနေအထားရစပါးလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့လေနော်တပတ်ကအမှန်တကယ်ကတော့လာစီယိုတက်ရမယ့်အနေအထားကိုဘိုရိုလင်းတက်လာတဲ့အတွက်ဘိုရိုလင်းကတော့နောက်တစ်ဆင့်တက်ဖို့ရာခိုင်နှုန်းတော်တော်လေးနည်းသွားနိုင်တဲ့အနေအထားလေးရှိတယ်ပေါ့တော့စပါးနဲ့မန်ယူပဲတွေ့မယ့်အနေအထားရှိနိုင်တယ်ဒါနောက်တစ်ခါမန်ယူမဟုတ်ရင်တော့ဘီဘာကိုပေါ့လေဆိုတော့ဘီဘာကိုကအမှန်တမ်းပြောရင်တော့ဒီဟာဒီ ဟို rhythm အရာကတော့တော်လေးကောင်းတဲ့အနေထားပေါ့နော်အိမ်ဝင်းဒီယာဒီတော်လေးကောင်းပါတယ်နော်အိမ်ဝင်းမှာရှုံးဝဲဒီယာဒီတပွဲပဲရှိတယ်လာလီကာ16ပွဲမှာဒါ9ပွဲနိုင်တာ6ပွဲတည်နေတယ်သူတို့ဒါ9 30တွင်းထားတယ်ဆိုတော့ဘီဘာဟိုကတော့လက်ရှိအနေထားမှာနည်းနည်းလေးတော့ ယူနိုက်တက်ဒ်ဆိုင်တော့ခြေစွမ်းမှန်တဲ့အနေဒါပေါ့ဒါပေမဲ့လည်းရူဘင်အမော်ရီအနေနဲ့ကနောက်ရသည်အတွက်ဒါလူစင်းဝယ်ယူဖို့ရဝယ်ယူဖို့တွေသူတို့ဂုံသိခါပိုင်းရဆိုင်ရနေနောက်နောက်တစ်ချက်ကဒီဒီချန်ပီယံလိဝင်ခွင့်ရရှိအတွက်ဒီကတော့ရူဘင်အမော်ရီအနေနဲ့ဒါလုတ်ပြနိုင်သေးတယ်ပေါ့လေနော်လက်ရှိကလည်းယူနိုက်တက်ကာရန့်ဖောင်အရာကတော့ပရီးမီယာလိသူတို့လည်း throw လိုက်ပြီဆိုတော့တာကာကတော့ဒီယူရိုပါလိအတွက်ပဲတခြားအယုံဆိုင်မဲ့အနေဒါဆိုတော့မှန်းရတော့တော်လေးခက်ပါတယ်နော်အဲ့တော့တစ်ဖက်ကဘီဘာကလည်းချန်ပီယံလိဝင်ခွင့်အတွက်ကလက်ရှိတစ်ဖက်မှာလာလီဂါမှာတေးကြနေပြီဆိုတော့လေ နည်းနည်းလေးစောင့်ကြည့်ရမယ့်အနေအထားမျိုးပေါ့နော်။ကဲအဲ့တော့ကျွန်တော်တို့ဒီဒီနေ့ဒါဘွန်နလီကသုံးသက်ချက် live လေးဒီ live မှာစပါမယ်နော်။အဲ့တော့အသေးလေးလက်မလေးနဲ့တယောက်စလောက်ကုညီပြီးတော့နှိပ်ပေးကြပါမယ့် brother ကြီးခြေသူများတင်ပါရဗျ။ကျွန်တော် comment လေးကြော်သွားလို့เนาะအဲ့တော့မြင့်ဆွေမင်္ဂလာပါ brother ကြီးเนาะဦးအကာဟေးမင်္ဂလာပါရဲနန္ဒာမင်္ဂလာပါဇင်ကြီးမင်္ဂလာပါအဲဇော်ယာကြီးမင်္ဂလာပါရန်ဆိုးအောင်မင်္ဂလာပါ brother ကြီး brother uncle မင်းမင်္ဂလာပါ black rose မင်္ဂလာပါလှသိမ့်မင်္ဂလာပါဗျ ဲ brother kutat mingla ba uncle min brother mingla ba yelin aw mingla ba sulet mingla ba jaw hey mingla ba neji mingla ba phyo hey mingla ba bya brother tanto aw 1 2 3 mingla ba bya li tu re yo myi pe daw u la li tu re yo jano ayon ma site daw bya no aw legend ga 6 bwae 8 bwae bae jan daw ra so daw li no aw da phak ga league 1 thi daw jano အဲဒီနေ့ပြောပြောပြပါမယ်နော် now live မှာကျွန်တော်လာလီကစီးရီနဲ့လီဂူဝမ်လေးအဲတစ်ချက်ထည့်ပြောပြပြပါမယ်နော်အဲ့တော့ဒါကတော့ဒါပေါ်တလီက live လေးပေါ့နော် brother သူရမင်္ဂလာပါ hbh ace မင်္ဂလာပါဗျဆုလဲမင်္ဂလာပါ sony mosey မင်္ဂလာပါ mama မင်္ဂလာပါ mhc mhc မင်္ဂလာပါဗျ အဲဘယ်ရောပါလဲအကိုငယ်မင်္ဂလာပါအဲ MEHN တော်တယ်မင်္ဂလာပါဗျကိုတင်မင်္ဂလာပါမောင်ထိုက်မင်္ဂလာပါဗျအဲဇော်ဇော်99မင်္ဂလာပါဒီနေ့ကတော့ဒါ2 star ပွဲအလုံးပေါင်း5ပွဲအထိကျွန်တော်ရွေးချယ်ထားတယ်လေးသမောင်း2မောင်းပေါ့နော်အလုံးပေါင်းပေါင်း8ချောင်းဒီနေ့ရွေးချယ်ထားပါတယ်ဒီနေ့စနေ8ချောင်းကျွန်တော်ဆွဲပါမယ်ဟလာအဲ့တော့ကျွန်တော်တို့စလိုက်အောင် brother တို့ရေးနော်ဘယ်ပွဲလေးတွေကြိုက်ကြလို့ပါနော် brother ဦးတက်နိုင်တင့်အဲဦးတက်နိုင်တင့်မင်္ဂလာပါဟူကူမင်္ဂလာပါဖြိုးတော်နိုင်မင်္ဂလာပါဗျတင်ထွတ်အောင်မင်္ဂလာပါဦးလေးမင်္ဂလာပါမင်းမင်းမင်းမင်္ဂလာပါရွှေနဂါမင်္ဂလာပါ ဘရာသာထွန်းထွန်းလင်းမင်္ဂလာပါဗျပြည်ပြည်ဖြိုးမင်္ဂလာပါဇော်ဇော်99မင်္ဂလာပါဗျဇော်လင်းထက်မင်္ဂလာပါအဲတလာနော်မင်္ဂလာပါဗျအိုပါလီနေနဲ့အဆင်ပြေနေတယ်โอเคပါဘရာသာညောတင်ထုတ်အောင်မင်္ဂလာပါရန်မင်းမင်္ဂလာပါဗျအဲအောင်ဖြိုးစော်မင်္ဂလာပါကျော်လင်း1500မင်္ဂလာပါမျိုးကျော်သူမင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါမင်းသူမင်္ဂလာပါကျော်လင်း1500မင်္ဂလာပါဗျ အဲချီလင်းဝေဘရန်ဖို့ဂိုးဝော်တယ်โอเคပါ brother ရေဝေရန်တအဝေရန်တက်ပိုင်ဦးမင်္ဂလာပါကြောကြောမင်္ဂလာပါဇင်ဖြူဝင်း1 2မင်္ဂလာပါဗျမင်းတူဘာနပိုလီဘာစီကြိုက်တယ်โอเคပါဗျအဲ့တော့ကျွန်တော်စလိုက်အောင်เนาะအဲ့တော့ဘွန်နယ်လီကာလေးကျွန်တော်ဆက်ပြီးသွားပါမယ်အဲ့တော့ ဟယ်ဒီဟိန်းနဲ့ကျွန်တော်တို့ဒါဘိုင်ယံမြင်းနဲ့ပဲလို့ဒါဝိုင်းစပမှာဆော့ကျင်တဲ့ညီကိုနေနေရလဲဒါဒီ Gobi ရဲ့ promo promo code ဖြစ်တဲ့ GB777 အောင်သုံးပြီးတော့လဲ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါကဒါဝိုင်းစပမြန်မာ Facebook page နဲ့သူရဲ့ application သို့မဟုတ် website link ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လဲနောက်ဆက်လေးနိုင်သိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ဒါ let's go ပေါ့နော်အဲ့တော့ဟယ်ဒီဟိန်းနဲ့ကျွန်တော်တို့ဘိုင်ယံမြင်းနဲ့မှာလက်ရှိအနေအထားအရနှစ်သိန်းစလုံးကတော့ လက်ရှိအနေအနေထားရအရန်ကြီးခြေစွမ်းမှန်တာမျိုးမရှိနေဘူးပထမအကြော်တုံးက data လေးဖွင့်ပြမယ်နော် okay အဲ့တော့ပထမအကြော်တုံးကဒါနှလုံး100ရှုံးအိမ်ဝင်မှာပေးခဲ့ပြီးတော့ဒါ42ဆိုတဲ့ရက်လည်းလေးဖြစ်ခဲ့ပါတယ်ဆိုတော့ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးကနှလုံးတည်ကြီးအဝေးဝင်းရနေဘိုင်မြူနစ်ဘက်ကပေးရမှာအဲ့တော့နှလုံး60ပေါင်းဆိုတော့အဲအနေငယ်လေးတော့ပြော့တယ်ဆိုပေမဲ့ဒါလူရာထတ်တော့ အဲလက်ရှိအနေထားကြအနှိုင်းငယ်လေးတော့နည်းနေတယ်ပေါ့လေဒါမဲ့လည်းပေးသင့်တဲ့ခြေလို့တော့ယူဆလို့ရတယ်ဒီနေ့သင်ကဒါဟတ်ဟင်းအင်ကွန်မာ2024ဒါလေးလပိုင်းတော့ကတခါတွေ့ဘူးသေးတယ်အဲတုန်းကလည်းဘိုင်မြူနဲ့အဝေးဝန်းကနေလုံးတရာရှုံးပေးခဲ့ပြီးတော့3 2နဲ့ဟတ်ဟင်းကနိုင်ဘူးပါလေเนาะဆိုတော့လက်ရှိအနေထားကြဘိုင်ယန်မြူနစ်ကဖလားရဖို့တော့နီးကပ်နေပြီပေါ့လေအဲ့တော့ဘိုင်ယန်မြူနစ်ရဲ့လက်ကျန်ပွဲကအားလုံး9ပွဲပဲကျန်တယ်9ပွဲမှာပွဲချက်ဆိုလို့ Leipzig အင်ကွန်တပွဲပဲဒါပွဲချက်ရှိတယ်ကျန်တာက Mace Hattenheim Mönchengladbach နဲ့ ဟော်ဖန်ဟိန်းအိမ်ဝင်ဆိုတော့လက်ရှိအနေအထားအရဗိုင်မင်းတွေဟာ၃ပွဲနိုင်ရင်ဖလားရပြီဖြစ်ပါတယ်တဖက်ကလီဗာပူးဆန်အသင်းနဲ့လက်ရှိရမှတ်ကွာဝါဟာချက်ကဒါ69မှတ်ဘိုင်မင်းကအဆင့်တက်မှာအဆင့်တွေကလီဗာပူးဆန်63မှတ်ဆိုတော့ဘောင်း6မှတ်กว่าနေတဲ့အနေအထားပါနောက်တစ်ချက်ကဒီ goal ကွာချက် goal difference အရာ အပေါင်း54ဘိုင်ယန်မြူးနစ်ဖြစ်ပြီးတော့အောက်ကလီဗာပူးဆိုင်ရဲ့ဂိုးကွာကြတာကအပေါင်း29ဖြစ်တဲ့အတွက်15မှတ်လောက်ဟနေတဲ့အနေအားမျိုးမှာအရင်ကြီးသွင်းစရာမလိုဘူးပေါ့လေ။အဲ့တော့တစ်ဖက်ကပြန်စင်းစားရင်လည်းဘိုင်ယန်မြူးနစ်ဟာလက်ရှိကံစရာဆိုလို့ဒါဘွန်ဒလီယာပဲကြံတော့တဲ့ပြီးခဲ့တဲ့ဘက်မှာအင်တာမီလန်ကိုရှုံးပြီးတော့ဒီချန်ပီယံလိဂ်ကနေထွက်ခွာလာရပြီ။ဆိုတော့ပွဲပန်းတဲ့အနေအားလေးတော့တခု ထည့်သွင်းစဉ်းစားမယ်အနေထားပါဆိုတော့လူစင်းတော့တစ်ချက်ကြည့်ပေါ့နော်နည်းနည်းလေးလေးပွဲပန်းနေပြီဖြစ်တဲ့အတွက်ဒါမဲ့လည်းလက်ကြံကဘွန်ဒလီကဖလားပဲကန်စရာရှိတော့တာဖြစ်တဲ့အတွက်ဒါကိုတော့သူတို့အဲသူတို့မဲ့တော့မထင်ဘူးဆိုတော့ဒါမဲ့အဲဂျေးအရနှလုံး60ပေါင်းဆိုတဲ့ဂျေးမျိုးဟာအရန်ကြီးတော့နှလုံးပြတ်နိုင်ကြီးမရှိနေဘူးဗျာဒီလားဒါမဲ့တခုရှိတာက၄လုံး60ပေါင်းဖြစ်တဲ့အတွက်ဒေဂျာတာကတော့ဘိုင်မြူနစ်ဘက်ကကို over 1.5နော်အနေဆုံးနှလုံးသွင်းနိုင်တယ်ဆိုတဲ့သဘောမှာရှိတယ်ဆိုတော့တပကဟက်ဒဟင်းကိုပြန်ကြည့်ရဟက်ဒဟင်းကလောလောဆယ်မှာ front foot အသင်းကို 3C နဲ့ clean sheet ပေးထားရတယ် 礼拜五上等我个一源》呢。 ဒါ clean sheet ပေးထားရတယ်ဆိုတော့တိုက်စစ်ပိုင်းက header hang ကအနှင်းငယ်လေးအားနေနေတဲ့အနေထားပေါ့လေအဲ့တော့ဒါမဲ့တောက်လျှောက်ကြည့်လိုက်ရင်အိမ်ဝင်းတောက်လျှောက်ကတော့အဲတိုက်စစ်ကောင်းနေတဲ့အသင်းနေနဲ့တွင်းတော့အနေဆုံးကတော့နှလုံးသုံးလုံးပေးလိုက်ရတဲ့အနေထားမျိုးပါဆိုတော့လေးလုံး60ပေါင်းဆိုတဲ့အနေထားမျိုးဟာအမှန်တမ်းပြောရင်တော့ header hang 900နိုင်ချီအနှင်းငယ်လေးရှိနေတယ်ပေါ့အဲ့တော့တစ်ဖက်က Bayern Munich နဲ့အသင်းကလည်းလက်ရှိနောက်ဆုံးပြန်ပေါ်တော့9ဘွဲ့ဆက် Bodin News ကိုဖြစ်တာ6ဘွဲ့ဆက်เนาะ Bodin News ကိုဖြစ်တာတဲ့တောက်လျှောက် over ဒါ3.5ဒီအတော်လေးများထားတယ်ပေါ့အဲ့တော့ကြောက်စရာက 1 2တပောက်ပဲကြောက်စရာရှိမယ်။နောက်1 2နဲ့03ပေါ့နော်။ဒါဒါပဲကြောက်စရာရှိနိုင်တယ်။ဆိုတော့ကြွေးမယ်ဆိုရင်တော့၄လုံး90ပေါင်းရကျွန်တော်ထင်တော့ heading တကိုးရနိုင်တယ်ဗျာ။သိလား။အဲ့တော့1 3လေးတော့ကျွန်တော်မျောလင်းတယ်။ဆိုတော့ဒီပွဲလေးတော့ Bayern Munich 9ပေါ့ပဲကြိုက်ပါတယ်။ဒါပေမဲ့ဒီနေ့6ပွဲထဲမှာ Bayern Munich 9ပေါ့ကအရင်ကြီးကြိုက်တဲ့ပွဲထဲမှာတော့မပါပါဘူးနော်။အဲ့တော့ကြိုက်ရင်တော့ကျွန်တော်ထည့်ပြောသွားပေးပါမယ်။အဲ့တော့ဒီပွဲကရွေးမယ်ဆိုရင်တော့ကျွန်တော် Bayern 9ပေါ့လေးပဲရွေးချယ်ရမှာဖြစ်ပါတယ်။ Bayern 9ပေါ့ဖြစ်ပါတယ်။ Okay ။အဲ့တော့နောက်တစ်ပွဲက Maze နဲ့ ဝူဘတ်ပွဲဖြစ်ပါတယ်မေးစ်ဘတ်က level 80ရှုံး၃လုံးကို90ပေါင်ပြန်ပေးထားတယ်အဲ့တော့လက်ရှိဘွန်ဒလီဂါမာကချန်ပီယံလိဝင်ခွင့်၄နေရာရတယ်ယူရိုပါလိဝင်ခွင့်၁နေရာ ယူရိုပါကွန်ဖရင့်လိဝင်ဝင်တနေရဆိုတော့ဘောင်း6နေရဖြစ်ပါတယ်အဲ့တော့ဒီထဲမှာ maze အသင်းဟာအဆင့်9မှာ46မှတ်နဲ့ရပ်တည်နေတယ်အပေါ်က live set က48မှတ် front fuck က52မှတ်ဖြစ်တဲ့အတွက်ဒီနေ့ maze က3မှတ်ရမယ်ဆိုရင်49မှတ်နဲ့အဆင့်4ရောက်ရှိနိုင်မှာဖြစ်တယ်ဒါကြောင့်အဲလက်ရှိအနေထားအရကတော့ maze ကဒီပွဲမှာ must win ပွဲဖြစ်ပါတယ်ဒါပေမဲ့ level 80ရုံးဆိုတဲ့အနေထားမျိုးဟာ maze အနေနဲ့တည်ကြနိုင်တဲ့ chance ကတော်တော်လေးများနေတဲ့အတွက်နည်းနည်းလေးတော့ risk များတယ်ဗောလေပထမကျော့ wolf back အိမ်ကွင်းမှာ wolf back အသင်းပေးခဲ့တဲ့ကြီးက wolf back က level တရာရှုံးပေးပြီး ော့၄ကို3 4ကို3နဲ့ wolf back ကနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတကယ်တမ်းပဲပြန်စစ်စမ်းမယ်ဆိုရင်တကယ်တမ်းပေးတဲ့ ਨੇ ဂျေးကဒီ mace back ကဒဲဂျေးပေးရမှာဖြစ်ပြီးတော့အင်ဝင်အားသာကြောင့် တကယ်တမ်းပေးတဲ့နယ်ကြီးကတော့ level 50ရှုံးပေးရမှာဖြစ်ပါတယ်အဲ့တော့ level 80ဆိုတဲ့အနေဒါဟာလိုရာထက်ပိုပြီးများနေတယ်ဆိုပေမဲ့လုံလောက်သောပြင်းရှမှုမျိုးတော့အရင်ကြီးတော့မဟုတ်သေးဘူးပေါ့လေနော်မနေ့ကလည်း mace ကအင်္ဂါမှာ level 100ရှုံးပေးခဲ့တယ်11ဆိုတဲ့ရလနဲ့ပဲပွဲပြီးခဲ့တာကြောင့်တေကြနိုင်တဲ့ဂျီမျိုးဖြစ်ပါတယ်အဲ့တော့ mace ရဲ့လက်ရှိ current form အရင်အောင်ဆုံး၄ပွဲဆက်ကြီးကြထားတယ်ဘောရှုံးလာတယ်နော်အဲ့တော့ရှုံးပွဲအဲနှစ်ပွဲနဲ့ဒါတေးပွဲနှစ်ပွဲနိုင်ပွဲလေးပွဲပျောက်ထားတဲ့အနေထား တွေ့ရပါတယ်ဆိုတော့ဒီထဲမှာ Hoven Hein အသင်းကို2-0နဲ့ clean sheet ပေးလိုက်ရတယ် Hostekin လို့အသင်းမျိုးကို1-1နဲ့ကန်တဲ့အနေထားဟာတစ်ဖက်က Wolves လို့အသင်းကိုအရန်ကြီး level 80ရှုံးမှာနိုင်ဖို့ chance ကတော့တော်တော်လေးနည်းပါတယ်เนาะအဲ့တော့အင်ကွင်းကတော့ဒီကတိကောင်းတာမှန်ပါတယ်ဒါပေမဲ့နောက်ဆုံးအင်ကွင်း5ဘွဲမှာ3ဘွဲကတေဘွဲပါနေတယ်ဗျာเนาะအဲ့တော့နိုင်နာကလည်း Stuka ကို2-0နဲ့နိုင်တယ်ဒီဒီစိန့်ပေါ်လီအသင်းကို2-0နဲ့နိုင်တယ်ဆိုတော့လက်ရှိအနေထားရတစ်ဖက်က Wolves ကိုပြန်ကြည့်ရရင်လေ Wolves ကနောက်ဆုံး5ဘွဲဆက် ကြေးကျထားတယ်ဆိုတော့ဒီနေ့ဘက်မှာဝူဘတ်ကြေးအောင်နိုင်တယ်ဒါကတကြောင်းပါဆိုတော့နောက်တစ်ချက်ကလက်ရှိအနေထားရ၄ဘွဲဇက်တိုက်ရှုံးထားတဲ့ဝူဘတ်အနေနဲ့ဒီနေ့ဘွဲမှာဒီ maze အိမ်ခွင်းမှာတိုက်စစ်ကတော်တော်လေးရုန်းကန်ရနိုင်တယ်ဒါကြောင့်၃လုံး90ပေါင်း level 80ရှုံးကြေးရတော့ကျွန်တော်တို့ဒီဘွဲ body deck ဆိုင်9အောက်လေးရပို့ပြီးအဆင်ပြေလောက်တယ်เนาะနောက်ဆုံး2ဘွဲဇက်လည်းဝူဘတ်က9ဘောက်ပျောက်ထားတယ်အဝေးခွင်း2ဘွဲဇက်9ဘောက်ပျောက်ထားတယ်တစ်ခါက maze အသင်းရာဒီရသည့်အိမ်ခွင်းမှာခန်းစစ်အသားပြီးပြီးကန်တဲ့အသင်းမျိုးဖြစ်ပါတယ်เนาะဒီရသည့်ပေးကိုဆိုလို့ဒါ14ကိုပဲရှိရတယ်เนาะ အဲ73ကိုပဲရှိရတယ်။ဒီအား14ပွဲအိမ်ခွင်းမှာ69ကိုသွင်းလာတယ်73ကိုပဲပေးရတဲ့ဒါမေ့စ်ရဲ့အိမ်ခွင်းမှာတော့3လုံးတော့ရောက်မယ်မထင်ဘူး။ဒါကြောင့်3လုံး50ပေါင်းအနေထားမှာမေ့စ်9အောက်ပဲရွေးချယ်ထားပါတယ်နော်မေ့စ်9အောက်ပါ။အဲ့တော့နောက်တစ်ပွဲက Leipzig နဲ့ Hoffenheim ပွဲပါ။ဒီပွဲလေးတော့ပိုကြိုက်တယ်နော်။ဒီပွဲကမောင်းထဲမှာထဲထားတဲ့ပွဲမှာပါတယ်။ဆောစောမေ့စ်ပွဲလည်းကျွန်တော်မောင်းထဲမှာထဲထားပါတယ်နော်။အဲ့တော့ Leipzig နဲ့ Hoffenheim မှာ Leipzig ကတလုံး80ရုံးကို3လုံး50ရုံးနဲ့ပြန်ကားထားတယ်။ဆိုတော့ပထမဆုံး Leipzig အဝေးဝင်းကနေပေးတဲ့ကြီးကလုံး50ရုံးဖြစ်ပြီးတော့ ဒါ0ဆိုရရလည်းနဲ့ပွဲပြီးခဲ့တာကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့နေကြီးက live zip ကနှလုံး90ပေါင်းပြန်ပေးရမှာဖြစ်ပါတယ်အဲ့တော့နှလုံး90ပေါင်းစားတစ်လုံး80ရုံပေးရအနေထားရ live zip အဲဂျေးအောင်နိုင်ဖို့ chance ကတော်တော်လေးနည်းတယ်လူရာထက်တော့တော်တော်လေးဂျေးပျော့နေတယ်ပေါ့လေနောက်တစ်ချက်ကတလုံး80ရုံမှာမှာအသုံးလုံး90ရုံကိုပေါင်းဂျေးကြောင့်ဟော်စကင်းကိုတကူပေးထားပါတယ်ဘူဂီဒီအနေနဲ့အဲ့တော့ကြောက်စရာက2-1တပေါက်ပဲရှိပါတယ်အဲတစ်ချက်ကဒီ live set မှာကအဓိကဒီ tight set ဖြစ်တဲ့ စာပြီးဆိုင်မမပါနိုင်ဘူးပေါ့နော်အနီကန်နဲ့ပွဲပယ်ထားတယ်ဆိုတော့လက်ရှိအနေထားအရာက Opener နဲ့ Sesco ပဲအားကိုးရမယ်အနီထားဖြစ်တာကြောင့်တို့နှစ်ကိုအရင်ကြီးမပြတ်နိုင်ဘူးလို့ Bogey တွေယူဆထားတဲ့အနေထားပါအဲ့တော့ Live စကလက်ရှိအဆင့်၄မှာ48မှတ်နဲ့ဒီနေ့ပွဲမှာ9တော့ဒါ50မှတ်ရမှာဖြစ်ပြီးတော့ဒီ Front Fan နဲ့ရမှတ်တူတော့မှာဖြစ်တဲ့အောက်က Maze ရဲ့ PR ကိုလွတ်မြောက်နိုင်မှာဖြစ်တယ်ဆိုတော့ဒီပွဲကတော့တရားတော့၃မှတ်ကတော့ Live စရနိုင် ရနိုင်တဲ့အနေအထားလေးတော်တော်လေးများတယ်ပေါ့လေအဲ့တော့ head to head ရ Leipzig က2017မှာ2ကြိမ်2023မှာ2ကြိမ်ဆိုတော့ Bodenus ကို3ကြိမ်လုံးဖြစ်ထားတာကိုသွားတွေ့ရတယ်အဲ့တော့ Leipzig ရဲ့လက်ရှိ counterfound ရ Wolfsburg ကို2-3နဲ့ Hoffenheim ကို3-1 Stuttgart ကို3-1ဆိုတော့တောက်လျှောက်က Leipzig ကဂိုးပေးရတဲ့အနေအထားလေးတော်တော်လေးတွေ့ရတယ်ပေါ့လေအဲ့တော့အဲလက်ရှိတစ်ဖက်က Hoffenheim အသင်းကလည်းတောက်လျှောက်က Bodenus ကိုဒီအများစုတွေ့ရတယ်လို့ Diadi Bundesliga မှာ ဟော့စကင်ဂိုးမသွင်းနိုင်တဲ့ပွဲလုံးဝမရှိတာပါဘူးเนาะအဲ့တော့ဖလားပွဲမှာကိုလုံတပွဲပဲ 3C နဲ့ဂိုးမသွင်းနိုင်တာဘွန်ဒလီကတောက်လျှောက်ရသည်စားရဲအဝေးဝင်းပြန်ကြည့်လိုက်ပါဟော့ဒီဟော့စကင်အနေနဲ့တောက်လျှောက်เนาะ twin goal တွေမြင်တွေ့ရတဲ့အနေထားမျိုးမှာဒီဘွဲကဟော့စကင်တကိုးပေးထားတဲ့အနေအထားမျိုးမှာ2-1တပေါက်ပဲကြောက်စရာရှိတယ်ဆိုတော့ရွေးမယ်ဆိုတော့ဟော့စကင်ဂိုးပေါ်ပဲရွေးချယ်ရမှာဖြစ်ပါတယ်မောင်းထဲမှာကျွန်တော်ဟော့စကင်ဂိုးပေါ်လေးထည့်ထားပါတယ်โอเคအဲ့တော့နောက်တစ်ဘွဲက water bremen နဲ့ဘူချန်နဲ့ဖြစ်ပါတယ်ဝါရာဘီမင်ကတလုံးတည်ရီကို ကိုအောင်ကျေးရ3လုံး30ရုံးနဲ့ပြန်ကားထားပါတယ်အဲ့တော့ဒီမှာလဲ Water Bremen ကအမှန်တမ်းပြောရင်လက်ရှိအဆင့်6မှ42မှတ်နဲ့ဆိုတော့ဒီဘက်မှာနိုင်ရင်45မှတ်နဲ့အဆင့်6ကိုဒါရရှိရအတွက် Water Bremen ကတော့ဒါရုံးပါပဲဗောလေတစ်ဖက်ကလည်းဒီဒီဒီဘိုချန်ကောဟော့စတယ်ကင်းကအပေါ်က qualify အဆင့်16ဖြစ်တဲ့နော်နောက်တစ်ဆင့်တန်းလုံးဝမစွန်းရသွားပဲနဲ့ qualify ဝင်ပြိုင်လို့ရမယ်အဆင့်16ကိုဒီအောက်ကနှစ်သင်းစလုံးကလည်းလိုက်နေတယ်ဗောနော်ဒါကြောင့်ဘိုချန်အနေနဲ့ကလည်းလက်ရှိနေရာမှာအဆင့်16ရမယ်20က အပေါ်က heading အသင်းကို22မှတ်ကိုမှီဖို့ဆိုရင်တော့ဒီဘွဲကအနေဆုံးတေရမှဖြစ်မဲ့ပွဲပါအဲ့တော့ပထမအကြော့ကြီးပေးပုံရဝါဒပဲမြအဝေးဝန်းကနေလေးပဲတရားရှုံးပေးခဲ့ပါတယ် C1 ဆိုရရလည်းနဲ့ပွဲပြီးခဲ့တာကြောင့်ဒီနေဘက်မှာတကယ်တမ်းပေးတဲ့ဂျီကတလုံးတည်ကြီးပေးရမှာဖြစ်ပြီးတော့အခုပေးတဲ့ဂျီကတော့ပေးစဉ်ပေးထက်တဲ့ဂျီမျိုးဖြစ်ပါတယ်။အဲ့တော့ head to head ရပြီးခဲ့တဲ့ရာသီနောက်ဆုံးထိတဲ့သူဆိုမှုရဝါရဘီမင်းအင်္ဂွန်မှာပေးခဲ့တဲ့ဂျီက2024 5လပိုင်း18ရက်နေ့မှာ ဝါရဘင်ဘက်က level 50ရှုံးပေးခဲ့တာဖြစ်ပါတယ်ဒါကို41ဆိုတဲ့ရလက်ထွက်ခဲ့တာကြောင့်အခုပေးတဲ့ကြီးကတော့ဝါရဘင်မင်းတော်တော်လေးပြင်းပါတယ်တလုံးတီကသမိုင်းတစ်ချောင်းမှာနှစ်ကြိမ်ပေးဖို့ပါတယ်2003ခုနှစ်မှာဝါရဘင်မင်းတလုံးစီပေးတယ်31နဲ့ပွဲပြီးပါတယ်နောက်တစ်ချိန်က2009ခုနှစ်မှာတလုံးစီပေးတယ်32နဲ့ပွဲပြီးပါတယ်ဆိုတော့ head to head ရကလည်းဝါရဘင်မင်းဘိုချန်သိန်းကိုဒါ influence ဖြစ်နိုင်တဲ့ဟာလေတော်တော်လေးများခဲ့ပါတယ်เนาะနောက်တော့တစ်ချက်က over 2.5ပွဲတွေတော်တော်လေးများခဲ့ပါတယ်ဆိုတော့ဒီပွဲကတလုံးတီမှာ330ရှုံးဆိုကလေးက ဒီကြောင့်ဒီ watering ဘက်ကအောက်ထက်နှလုံးမျောလင်းလို့ရတယ်ဒါပေမဲ့၃လုံး30ရှုံးဆိုတဲ့ဂျီအရာကိုကဘူချန်ဘက်ကတကူရနိုင်တဲ့အနေဒါသွားတွေ့ရတယ်ဆိုတော့ဒီမှာကနေဆုံးစကြည့်ရမှာကျွန်တော်ထင်တော့ 3C21 လောက်ကတော့ AAC စကြည့်ရမယ်ဒါနဲ့အဓိကက watering ရဲ့လက်ရှိ counter form ကတော့လီကောင်းနေပါတယ်နော် front fat အသင်းမျိုးကိုအိမ်ခွန်းမှာ 2C နဲ့နိုင်တယ် stuck ကိုအဝေးခွန်းကနေ1 2နဲ့နိုင်တယ်ဆိုကြတဲ့ကဒီဘွဲကတော့ AC over 1.5ကတော့ဒီ individual ဒီ water premium ဘက်က AC မျောလင်းလို့ရတယ်တစ်ဖက်ကဘိုချန်ဘက်ကပဲ goal ရမလား ်မရမလားပဲစောင့်ကြည့်ရမယ်အနေထားပါနောက်ဆုံးပွဲက Osbert အသင်းကို1-2နဲ့ကန်တယ်လီဗာကိုဆန်အင်ကုန်းမှာ3-1နဲ့ကန်တယ် Frankfurt ကို1-3ဆိုတော့နောက်ဆုံးပြောင်းဆို6ပွဲဆက်6ပေါ်ထားတဲ့ဘိုချန်အနေနဲ့ကဒီဘွဲမှာမပေါ်စရာအကြောင်းတော့မရှိဘူးပေါ့နော်အဲ့တော့ရွေးမယ်ဆိုရင်တော့ဒီဘွဲကဇုံဘော်ပဲရွေးရမှာဖြစ်ပါတယ် Water Bremen Body Water Bremen Go ပေါ့နှစ်ကြောင်းနဲ့တစ်ကြောင်းဝင်နိုင်ပါတယ်โอเคအဲ့တော့နောက်ဆုံးပွဲကတော့ Union Berlin နဲ့ဒီ Stuttgart ဘွဲဖြစ်ပါတယ်ဒီမှာက Stuttgart ဘက်ကဝေးဝန်းကနေလည်းပဲ30ပြန်ပေးထားတယ်3လုံး80ဘောင်းနဲ့ ါပြန်ကာထားတယ်ပေါ့အဲ့တော့လက်ရှိအနေအထားအရစတုကတ်အသင်းကခြေစွမ်းအကြဘတ်မှာရောက်နေတယ်လို့ယူနီယံဘာလင်ကလည်းအရန်ကြီးတော့မကောင်းဘူးဒါပေမဲ့ယူနီယံဘာလင်ရဲ့လက်ရှိနောက်ဆုံး၅ပွဲဆက်ချီလီတော်တော်လေးမှန်နေတယ်နောက်ဆုံး၅ပွဲဆက်ဂျီအောင်ထားတာတွေ့ရတယ်ဒီထဲမှာဘိုင်ယန်မြူးနစ်လိုအသင်းကိုဝမ်းဝမ်းနဲ့ကန်နိုင်တဲ့အချက်လီဗာကူဇန်အိမ်ခွင့်မှာဇီးဇီးနဲ့ကန်နိုင်တဲ့အချက်ကြောင့်ဒီဘက်မှာစတုကတ်ကိုပေးထားတဲ့ level 30ရှုံးအရဒီဘက်ကအဲယူနီယံဘာလင်နေနဲ့မရှုံးနိုင်ဘူးလို့ကျွန်တော်ယူဆပါတယ်အဲ့တော့တစ်ခါပြန်ကြည့်ရရင်လည်းအရန်ကြီးဖွင့်ဆော့တာမျိုးမတွေ့ရဘူးเนาะတောက်လျှောက်အဲလက်ရှိအသင်းကြီးတွေနေတောင်မှ ဝဝန်စည်းစည်းနဲ့ကန်တိုင်းတဲ့အနေအထားမျိုးမှာတစ်ဖက်ကစတုကတ်အနေနဲ့အဝေးဝန်းရုံးကန်နေရတဲ့အနေအထားမျိုးမှာ၃လုံး80ပေါင်းဆိုတဲ့ကကျွန်တော်နေတော့ဒီပွဲနှစ်လသိန်းပေါင်း၃လုံးရောက်เสียအကြောင်းမရှိနိုင်ဘူးလို့ပဲ ယူဆတယ်။ဘော်ဒီကတော့အနေအရမ်းများတဲ့အတွက်ကျွန်တော်ဒီဘွဲလေး go out လေးပဲရွေးချယ်ထားပါတယ်။အဲ့တော့ဒီဘွဲက Union Berlin go out ဖြစ်ပါတယ်။ Okay ။ဒါဆိုတော့ဒါဒီနေ့ Bundesliga ရဲ့ဘွဲချုပ်သုံးသချက်ပြီးပါပြီ။အဲ့တော့ကျွန်တော်ဒီ live ပြီးရင်ဒါနားပြီးမှာပဲအခုအဲဆက်ပြီးတော့ပဲဒါနောက်ထပ် La Liga series နဲ့ League 1ရဲ့ဒါဘွဲချုပ်သုံးသချက် live လေးနောက်တစ်ခုလွှင့်ပေးမယ်။အဲ့တော့ပြီးတော့ဆက်ပြီးတော့ပဲကျွန်တော် Premier League သုံးသချက်နဲ့အတူဒါရွေးချယ်မှု live လေးဆက်ပြီးလုပ်သွားပေးပါမယ်။နောက်တော့ခဏလေးတော့စောင့်ပေးပါ။ Okay အဲ့တော့ဒါဒီနေ့ Super Brother တွေ share ပေး Brother တွေ comment ပေး Brother တွေတောက်ချင်းနေတဲ့ကျေးဇူးများကြီးတင်ပါရပါ။မင်္ဂလာရှိသောညလေးဖြစ်ပါ t h